သူရိစမေစမြအောင်မင်္ဂလာပါရှင်6ရက်6လ25ပေါ့နော်7ကျင်းအတွက်ဒီကနေ့ကတော့အပိတ်ပေါ့နော်နောက်ပိတ်လေးပါနော်အပိတ်ကလေးကိုနောက်ပိတ်ကိုရှာတွေ့ထားတာလေးကိုတွက်ပြမယ်နော်အဲ့တော့ဒီမှာရှိတဲ့900 900ရဲ့နောက်က3ညဟုတ်ပြီနော်3ညတော်ညနက္ခတ်ကခွန်ဆိုပြီးတော့ယူတွက်ထားတယ် ဗေဂနန်လေးတွေလည်းဆိုတဲ့အတွက်ကြောင့်ပေါင်ကြည့်အောင်เนาะဗေဂနန်လေးတွေလည်းဆိုတော့မဝိုင်းပြတော့ဘူးเนาะထပ်နေမှာဆိုတော့ပါเนาะဒီမှာရှိတဲ့၄ရက်၃ရက်နှလုံးပေါင်တော့ပေါင်ခြင်းကဒီမှာခွန်ဒီမှာရှိတာ၃ညနှလုံးပေါင်ခြင်းခွန်၃ညနှက်ခတ်ခွန်ဆိုပြီးယူထားတယ်ဒါဆိုရင်ဆက်ပြီးတော့သွားမယ်တခါကျတော့ဒီမှာရှိတဲ့လေးလေးပေါ့နော်လေးကဆိုရင်ခုနတိုင်းပဲဒီမှာခွန်ခွန်နှလုံးပေါင်းတော့လေး ဟုတ်ပြီနော်ဒီမှာသူတလုံးကျော်အနေလုံးပေါင်းခြင်းဒီမှာသူတပင်ကျော်ကနှလုံးပေါင်းခြင်းနော်ဟွန်ကွန်လေးဆိုတော့လေးညံ့ခြင်းလေးဆိုပြီးတော့ရထားတာပေါ့နော် ။ဒါဆိုရင်ကိုဆက်သွားပါမယ်။သူကဒီတကားဒီမှာရှိတဲ့ခွန်ဖြစ်သွားပြီပေါ့နော်။ခွန်ခွန်မှာဆိုရင်ကိုနာတိုင်းနဲ့သူ့ရဲ့တပင်ကြောမှာရှိတဲ့ခနဲနှလုံးပေါင်မယ်။၈၉၈၉ရဲ့နှလုံးပေါင်းတော့လေပေါင်ခြင်းကခွန်၊ခွန်နဲ့ညီမြခြင်း၊ခွန်နဲ့ဆိုပြီးတော့ရပါတယ်နော်။ဒါဆိုဒီတကားဒီမှာရှိတဲ့၈ပါနော်။၈ပါ။အဲဆိုရင်ဒီ၈ကကြတော့ဒီမှာရှိတဲ့2ရဲ့ဒီမှာလာမယ် အပိတ်တလုံးရေပေါ့နော်နှလုံးပေါက်မယ်ဆိုရင်ဗကနန်လေးဖြစ်မလဲဆိုပြီးတော့တစ်ချက်ကြည့်ကြည့်မယ်နော်ဒါဆိုရင်ပုံမှန်ကြည့်မယ်ဆိုရင် negat equal ပေါ့နော်ညီမတို့ရှာနေကြအတိုင်းပဲ equal power negat နဲ့တော့ပါမယ်နော်ဒါဆိုရင်ရှစ်ညီညာချင်းဆိုတော့ရှစ် power negat ရှစ်ရဲ့ power 3ရှစ်ရဲ့ negat 1ရှစ်3တက်ဆိုပြီးရရနော် အနမ်းလေးထုတ်ကြည့်မယ်ရှိနေတာကနဲ့နောက်တစ်လုံးနဲ့ပေါင်းရင်ရှစ်ဆိုတော့6နည်းနည်း6နဲ့ပေါင်းရင်ပေါင်းချင်းရှစ်ရှိနေတာကနဲ့နောက်တစ်လုံးနဲ့ပေါင်းရင်3ဆိုတော့နည်းနည်း1နဲ့ပေါင်းရင်3ရှိနေတာကနဲ့နောက်တစ်လုံးနဲ့ပေါင်းရင်10ဆိုတဲ့အတွက်ကြောင့်မို့လို့9နည်းနည်း9နဲ့ပေါင်းရင်ပေါင်းချင်းက10ဆိုပြီးတော့ရလာဟုတ်ပြီနော်ဒါဆိုရင်အနမ်းလေးရပြီနော် 3D ပါ16ရက်6လ20မှာ7ချင်းအတွက်နောက်ပိတ်လေးပေါ့နော်နောက်ပိတ် site လေးပါသူက6တက်ကိုဆိုပြီးတော့ရှာတွေ့ထားတယ်เนาะမဆိုင်ထားကိုချက်ပြခြင်းဖြစ်ပါတယ်ကိုရောမတော့ check တမချန်နဲ့သမဆောလိုက်ပြီးတော့ခစားကြပါအားလုံးပဲလာမဲ့ပမာစင်ပြေကောင်းကြပါသလိုစတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါရှင်